စူပါကွန်ပျူတာတစ်လုံးက2025-26ပရီးမီယားလိဂ်အတွက်ရာသီကုန်ရက်တည်မှုဇယားကိုခန့်မှန်းလိုက်ပါတယ်။ဂျွန်လာ16ရက်နေ့ကပွဲစဉ်အလုံးထုတ်ပြန်ပြီးနောက်မှာဖြစ်ပါတယ်။ဒါဟာမန်ချက်စတာယူနိုက်တက်အတွက်အတော်လေးကောင်းတဲ့သတင်းဖြစ်နေပြီမဲ့အာဆင်နယ်ကတော့မလိုလားအပ်တဲ့ထိတ်တန့်လိဂ်ချန်ဆန်ချိန်တစ်ခုကိုချိုးဖြတ်သွားလိမ့်မယ်လို့ဆိုရပါမယ်။ရူဘင်အမိုရန်နဲ့မီကယ်အာတီတာရဲ့အသင်းတွေဟာရာသီသစ်အဖွင့်ပွဲစဉ်မှာတည်တဲ့တဲ့တင်ရင်ဆိုင်ရတော့မယ်ဆိုတဲ့အချက်ကြောင့်စိတ်ပြက်နေခဲ့ပြီးသားပါ။ United ရဲ့ Old Trafford မှာ Arsenal နဲ့ထိပ်တိုက်တွေ့မဲ့ပွဲစဉ်ဟာဗုဒ္ဓဟူးနေ့မနက် Premier League ကပွဲစဉ်တွေ ထုတ်ပြန်ခဲ့ချိန်မှာအကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့ပါတယ်။နှစ်သင်းစလုံးဟာသူတို့ရဲ့ယာတီတလျှောက်ခက်ခဲတဲ့အခြေအနေများစွာကိုရင်ဆိုင်ရမှာဖြစ်ပေမဲ့ Ace Odds Company ကနေ Betsalo ခေါ်တဲ့ Super Computer ကတော့ United နဲ့ Arsenal တို့ဟာဇယားအထက်ချမ်းမှာရပ်တည်နိုင်မဲ့အနေအထားမှာရှိနေတယ်လို့ယူဆပါတယ်။ပြခဲ့တဲ့ယာတီကအဆင့်15နဲ့အဆိုးဆုံးယာတီပြီးဆုံးမှုအပြီးမှာတော့ တရဲနေတွေဟာအတော်လေးမြင့်မာတဲ့အဆင့်9နေရာကိုတက်လှမ်းနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ချန်ပီယံစုအတွက်မဟုတ်ပေမဲ့ bad side ကတော့ United ဟာဥရောပဖလားဝင်ခွင့်နေရာကနေနှစ်မှတ်နဲ့ကတ်လွဲပြီးယာတီသိမ်းနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဒါဟာပြီးခဲ့တဲ့ယာတီကအဆင့်9နေရာကနေ23မှတ်အကွာဝေးမှရှိနေခဲ့တာနဲ့နှိုင်းယှဉ်ရင်သိတာထင်ရှားတဲ့တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ Arsenal အတွက်ကတော့ Champions League ဝင်ခွင့်ထပ်ရဖို့တည်ကြနေပါတယ်။ဒါပေမဲ့ Emirates ကို ချန်ပီယံစုဖလာထက်ရောက်လာမှာမဟုတ်ပဲအာဆနယ်ဟာဒုတိယနေရာနဲ့တဖန်ပြန်ပြီးတော့ရာသီသိမ်းလိုက်မယ်လို့စူပါကွန်ပျူတာကယူဆပါတယ်။မီခဲအာဒီတာလက်အောက်မှာနောက်ထပ်ငွေတစိမ့်တစ်ခုထက်ရောက်ခဲ့မယ်ဆိုရင်ပရီးမီးယားလိဂ်သမိုင်းမှာ၄ချိန်ဇက်တိုက်ဒုတိယဆုရတဲ့ပထမဆုံးအသင်းဖြစ်လာပြီးမလိုလားအပ်တဲ့စံချိန်တစ်ခုကိုကန်နာရီဖန်တီးမိမှာဖြစ်ပါတယ်။ အစနဟာ1999ကနေ2000ခုနှစ်အတွင်းသူတို့ကိုယ်တိုင်ရေးထိုးခဲ့တဲ့ဒုတိယ၃ချိန်ဆက်၃ချိန်မှတ်တမ်းကိုမေလာရုံကလိုက်မိခဲ့ပြီးဖြစ်ပါတယ်။အာတီတာကတော့ချန်ပီယံဆုအတွက်သူ့ရဲ့ကြိုးပမ်းမှုမှာအမြဲတမ်းဒုတိယအသင်း Bryce Mate ဆိုတဲ့နာမည်ကိုရှောင်ရှားဖို့မျှော်လင့်နေမှာပါ။ဇယားရဲ့တခြားနေရာတွေမှာတော့ Liverpool ဟာသူတို့ရဲ့ Premier League ဖလားကို အောင်မြင်စွာကာကွယ်နိုင်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ဒါပေမဲ့တမှတ်တဲ့အတာနဲ့ဖြစ်ပါလိမ့်မယ်။ တကယ်တော့လီဗာပူးအသင်းပြီးခဲ့တဲ့ရာသီကို84မှတ်နဲ့အဆုံးသတ်ခဲ့တာဟာ2016ကလက်စတာအသင်းရဲ့81မှတ်နောက်ပိုင်းအနိုင်ဆုံးချန်ပီယံရမှတ်ဖြစ်ပါတယ်။အာနီစလော့ရဲ့အသင်းဟာလာမယ့်ရာသီမှာ89မှတ်ဝန်းကျင်ပဲရရှိလိမ့်မယ်လို့မှတ်ယူထားပါတယ်။အဲဒါကအာဆင်နယ်ကိုနှစ်မှတ်ဖြစ်ကရပ်တည်စေတာဖြစ်ပြီးမန်စီးတီးကလည်း84မှတ်နဲ့အဆင့်သုံးမှာရှိနေပါတယ်။အဆင့်လေးမှာချယ်ဆီက69မှတ်နဲ့ရှိနေပြီးအဆင့်၅ကနျူကာဆယ်ကို10မှတ် အဆင့်6က Aston Villa ကို7မှတ်ဖြတ်ထားပါတယ်။ဒါကပြီးခဲ့တဲ့ရာသီကထိပ်ဆုံး6နေရာအတွင်းကိုကူးခြားထားသလိုဖြစ်နေပါတယ်။ Top 10ဟန်ကတော့အဆင့်18နဲ့ရာသီသိမ်းခဲ့တာကိုပြန်လည်ပြင်ဆင်ရင်းဇယားထိပ်ကို10အဆင့်တက်ကအဆင့်9နေရာကို ရောက်ရှိပြီးတော့ Conference League ဝင်ခွင့်ကိုရရှိနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ဘုံပေါင်းတဲ့ Crystal Palace ကတော့အဆင့်9နေရာက United ကိုကြားညက်ထားလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ ။ဇယားအလဲပိုင်းမှာတော့ Brighton ဟာ Nottingham Forest အထက်မှာရပ်တည်မှာဖြစ်ပြီး Forest ကတော့ပြီးခဲ့တဲ့ရာသီက Conference League ဝင်ခွင့်ရခဲ့တဲ့သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုပြန်လုပ်နိုင်မှာမဟုတ်ဘူးလို့မှန်းထားပါတယ်။ Brentford, Fulham နဲ့ Everton တို့ကနောက်မှအဆင့်လိုက်ရှိနေပြီးတော့ West Ham ကတော့အဆင့်16နဲ့စိတ်ပျက်စရာရာသီပိတ်သိမ်းမှာဖြစ်ပါတယ်။ဒါဟာအစောပိုင်းတစ်နှစ်ကထက်အဆင့်20ပိုနေပါတယ်။နောက်ဆုံးအနေနဲ့ Wolf ကတော့ Championship Champion League ထက် ကိုမန်အသားနဲ့တမ်းမစင်ပဲကြံ့ရင့်မဲ့အသင်ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ထားပါတယ်။ဗန်လီကအဆင့်19နေရာအတွက်ခန့်မှန်းခံထားပြီးစန်ဒါလန်ကတော့29မှတ်နဲ့တမ်းပြန်ဆင်ရလိမ့်မယ်လို့မျှော်မှန်းထားပါတယ်။ဒါပေမဲ့အဲ့ဒီရမှတ်ကပြီးခဲ့တဲ့ရာသီကတန်းဆင်းခဲ့တဲ့ အသင်းတွေထက်ပိုများပါရဲ့ရှင်။